وبركاته أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ရခိုင်ပြည်နယ်ထဲကိုဝင်ပြီးအကြမ်းဖက်လောက်ရက်တွေကျူးလွန်နေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုထောက်ပံ့ကူညီမှုတွေပြုလုပ်ဖို့ဘင်္ဂလားဒေ့ရှ်ဂျာဖက်အစိုးရကို အော်တိုဝါလာ၁၇ရက်နေ့မှာအာရခတက်တော်အေကသဘောထားညင်ညာချက်ထုတ်ပြန်ပြီးတိုက်တွန်းတောင်းဆိုလိုက်ပါတယ် အာရဂန်ရိုဟင်ဂျာကတင်ရေးတက်မတော် ARSC နဲ့ရိုဟင်ဂျာစီးလုံးညီညွတ်ရေးအဖွဲ့ ISO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုအခြေပြုပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ဘူးတိတောင်မြို့နယ်နဲ့မောင်တောမြို့နယ်တွေကိုဝင်ရောက်ပြီး AA ရဲ့တပ်ဖွဲ့ဝင်တွေအပါအဝင်အရသာပြည်သူတွေကိုတပ်ဖြတ်ချင်းချောက်မှုတွေလှုံ့ဆော်နေကြတာဖြစ်တယ်လို့ AA ကဆိုပါတယ်။ ဒီလိုမျိုးအကြမ်းဖက်လုပ်ငန်းတွေလုပ်ကင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ရဲ့အရာရှိတချို့နဲ့တပ်ဖွဲ့ဝင်တွေပါဝင်ပတ်သက်မှုရှိနေပြီးအေအေနဲ့တိုက်ပွဲတွေမှာတန်ရာရကြဆုံးတဲ့ ARSA အလောင်းတွေကိုဝိုင်းကူထမ်းပို့ပေးတာစေကူပေးတာရိခါနဲ့လက်နက်ခဲယမ်းတွေကိုထောက်ပို့ပေးတာလုံခြုံရေးယူပေးတာဝေဟင်ကင်းထောက်ပေးတာရေဒါစနစ်တွေကိုအသုံးပြုပြီးစစ်ရေးဆိုင်ရာအချက်အလက်တွေကိုကူညီထောက်ပံ့ပေးတာတွယ်ဝိုက်ပြီးတိုက်ပွဲဝင်လျက်ရှိတယ်လို့အေကပြောထားပါဗျ။ သူတို့ကတော့ဒီနိုင်ငံထနိုင်ငံကအဓိကအထောက်ပံ့ကိုယူပြီးတော့အကြမ်းဖက်မှုလုပ်ငန်းကိုပို့ပြီးတော့ခက်စိတ်စိတ်လှုပ်လာတဲ့သဘောဖြစ်တယ်။အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဘက်ကလည်းသူတို့ထောက်ပံ့အထောက်ပံ့ကိုရသလိုဒီဘက်ကနာဆာကကလည်းရခိုင်ရဲ့နောက်ကျောက်ကိုဟိုဒေါ်နယ်ထရိုးဘိုတော်ဝါဆိုရင်ဒီအာဆာအဖွဲ့တော် RSO အဖွဲ့တော်ကိုသူတို့ကလက်နက်တွေတက်ဆင်ပေးတယ်။မြောက်ပေးတဲ့သဘောတွေရှိရတဲ့ဒီ NA ကတနေ့ထက်တနေ့ပို့ပြီးကြီးထွားလာတဲ့ပုံစံမျိုးဖြစ်နေတယ်။ الحمد لله وحده ယဒါဆိုးရလက်ထက်2016ခုနှစ်မှာမြန်မာနယ်ကြားဆောင်ရဲစခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကိုအေအေကသိမ်းပိုက်ပြီးတဲ့နောက်မှာလဲအေအေရဲ့တပ်စခန်းတွေနဲ့အယက်သားတွေကိုပြန်လည်ပြီးတိုက်ခိုက်မှုတွေပြုလုပ်လာတာဖြစ်ပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ17ရက်နေ့ကမောင်တော်မြို့နယ်မြောက်ပိုင်းလက်ရခွဆုံတောင်ဘက်မှာမွတ်စလင်လက်နက်ကင်10ဦးကဆိုင်ကယ်ကယ်ရီမောင်းသူ3ဦးကိုခြုံကိုတိုက်ခိုက်ခဲ့တာကြောင့်တဦးသေဆုံးပြီးနှစ်ဦးအပြင်းထန်ဒဏ်ရာရရှိထားတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မွတ်စလင်လက်နက်ကင်အဖွဲ့တွေဟာရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားနေထိုင်ကြတဲ့မွတ်စလင်မဟုတ်တဲ့ရခိုင်ပါဝင်အခြားမျိုးနွယ်စုတွေကိုတပ်ဖြတ်မှုတွေဟာစက်တင်ဘာလအတွင်းမှာပဲ၃ခုနဲ့အထက်ရှိခဲ့တယ်လို့အေအေကဆိုပါတယ်။ အရင်တော့ဒုက္ခဆင်စကမ်းမှာအာဒီလိုလက်နက်ကရဖွဲ့စည်းအရှိုးလုံချမှုရှိခဲ့တယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်လုံချုံရဲ့တပ်တွေကအဲဒီဒုက္ခဆင်စကမ်းကနေသူတို့ကဒီနေနေရှိနေတဘောမျိုးတိုက်တော့တယ်ပုံကအဲမင်းရှိခဲ့တော့အဲအခုကဒုက္ခဆင်စကမ်းမှာဒီလက်နက်ကရဖွဲ့စည်းရဲ့လုံချမှုကတော့အဲမရှိကြတော့ပါပဲ နော်လက်ကျတော့တောက်တောင်တဲမှာရှိကောင်းရှိရင်လေဒါပေမဲ့စကန်းအတွင်းမှာတော့လက်နဲ့တားဖို့အပွင့်စီလိုက်လို့ဆောင်သွားတော့မရှိပါဘူး။ဘယ်အရေးသားပဲဖြစ်ဖြစ်အဲစီးသူလူတို့အပေါ်စိတ်ကြိုက်လို့ဆုံးမဖို့ကျွန်တော်တို့အနေနဲ့တတော်မှလက်ကနိုင်ကြမရှိပါဘူး။ဒါကိုကျွန်တော်တို့အနေနဲ့ခင်ပတ်ပါတယ်။ဘယ်လက်နဲ့ကအပွင့်စီပဲဖြစ်ဖြစ်ဟိုအရေးသားပြည်သူတွေကိုလည်း အဲလုံချူရဲကိုဒါသူတို့အနေနဲ့ဆောင်ရွက်ဖို့လိုပါတယ် ERS နဲ့ ISO အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တဲ့ BGB ကလက်ခံပြီးထောက်ခံအားပေးနေတယ်ဆိုတဲ့အာရကတက်တော် AA ရဲ့ဆွဆွဲချက်ကို BGB ကစက်တင်ဘာလ29ရက်နေ့မှာညှင်းဆိုထားပါတယ် A ကတော့ဒီလို့ရက်တွေဟာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအခြေခံပြီးဖြစ်ပွားတာလို့ယူဆထားပြီးဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ဒါတွေကိုထိန်းချုပ်ပေးဖို့တောက်လျှောက်တောင်းဆိုနေတာဖြစ်ပါတယ် မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုအရေးယူထိန်းချောင်းမှုမရှိဘဲဘင်္ဂလားဒေ့ရှ်ဂျာဖက်အစိုးရအနေနဲ့ဆက်လွတ်ထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတွေကိုဆိုးရွားစွာထိခိုက်လာစေနိုင်မယ်လို့အေအေက ဆိုပါတယ်